ဟိုဒါရမို့လို့ပေါ့နော်အခုအတင်းကိုလည်းဟိုသူကစားသမားတွေအပြောင်းလဲလို့ဆိုတာဒါနောက်ဆုံးဟိုပါဖိုင်နဲ့ရွေးထားတဲ့ကစားသမားစီးရင်ဖြစ်ပါတယ်တဲ့ဆိုတော့ဒီလူစင်းရင်နဲ့ပဲသူအခုပြိုင်ပွဲဝင်ရောက်ရှင်မှန်မှဖြစ်ပြီးတော့ဟိုအုပ်စုအုပ်စုကနေပြီးတော့စီးရင်ဖိုင်နဲ့စီးရင်ဖိုင်နဲ့ဖိုင်နဲ့တက်ဖို့အထီကိုတော့အထူးကြိုးစားပြင်ဆင်ဆောင်ရွက်ထားပါတယ်ပေါ့နော်ဒီမြန်မာပရိသတ်တွေဟောမြန်မာတိုင်းနိုင်ငံလုံးအတွက်ကိုပေါ့နော်ဒီဘလုံးဒီ20နှစ်တင်ရဒီစီးကိန်းမှာ နိုင်အောင်ကစားနိုင်ပြီးတော့ပြည်တက်တူပျော်ရှင်စေအောင်ဝမ်းသာစေအောင်လို့အတွက်ကိုတဲ့သူတို့စဉ်းစားဆောင်ရွက်နေပါတယ်တဲ့ဒီအတွက်ကိုအားလုံးကိုလည်းဟိုကဖြစ်စေဖို့အတွက်ကိုကြိုးစားပြီးဆောင်ရွက်တော့မှာဖြစ်ပါတယ်တဲ့チームはまあ C ゲームが一番のこうなんですか大きなターゲット、うん、ターゲットで やってきてるんで、でまあ、選手たちも。ဘာပေါ့နော်ဒီအနာ20နှစ်အတင်းအဓိကရမန်းချက်ကတော့ဒီ sea game ပြိုင်ပွဲဖြစ်ပါလေတဲ့ဒီ sea game ပြိုင်ပွဲနဲ့ပတ်သက်ပြီးတော့အတင်းကလေးတွေကစားသမားတွေအကုန်လုံးကတော့အားကျုံမတက်နဲ့သူတို့နေ့စဉ်နေ့ချင်းအစီအစဉ်တွေမှာပါဝင်ဆောင်ရွက်နေတာဖြစ်ပါတယ်တဲ့ဒီဟာကတော့အကောင်းဆုံးဟိုအတင်းအတွက်အကောင်းတဲ့ဟိုပါပေါ့နော်ဘယ်လိုပြောအဖြေတစ်ခုပေါ့ဟုတ်ဆိုယူ気持ちはすごくミャンマーの選手たちはあるんでそれをこう ピッチであの表現できるようにプレーできるようにあのやればဒီတချို့အာနေဂျက်လေးကစားသမားတွေမှာအာနေဂျက်လေးတွေတော့ရှိပါတယ်တဲ့ဒါပေမဲ့ဒီအာနေဂျက်လေးတွေတဲ့ဆိုင်ရင်ဒီကစားသမားတွေရဲ့စိတ်ထဲမှာသူတို့ရဲ့ဟိုပါဘောနော်နိုင်ငံပေါ်ဟိုပါဖြစ်တဲ့စိတ်ကစားဟိုပရိသတ်တွေကိုပျော်ရွှင်ခြင်းနဲ့စိတ်နဲ့အားကြုံးမှတဲ့ကြကုန်ကြဲကစားမယ်ဆိုရင်တော့တဲ့ဒါဒီပြိုင်ပွဲမှာ ပွဲတိုင်းမှာတို့ဒီပုံစံတိုင်းဒီစိတ်ဓာတ်တိုင်းကစားသွားမယ်ဆိုရင်တော့ပြဿနာတော့မရှိတော့ဘူးလို့သူမြင်ပါတယ်ဟိုဟိုတော်စရီဟိုအမ်ဒီမှာ選手たちがやっぱしっかりとあのプレーできることဘာနော်ဒီအုပ်စုအတွင်းအသင်းတွေနဲ့ပတ်သက်ပြီးတော့ဗောဒီအသင်းတွေအကုန်လုံးကလည်းတဲ့ဟိုမြန်မာအသင်းနဲ့ဆိုလို့ရှိရင် level နီးပါးလောက်ရှိပါ level တူတူလောက်မြန်မာအသင်းအနေနဲ့ level တူတူလောက်ရှိပါတယ်တဲ့ ဆိုအဓိကပြောချင်တာကတော့ဒီကစားသမားတွေအနေနဲ့တို့ကဒီနေ့ပူပူရောဟိုအာကျုံမှန်တယ်ပေါ့နော်ကြကုတ်ကြခဲနဲ့တို့စိတ်ဓာတ်အပြည့်နဲ့တို့တေချာကစားနိုင်မယ်အဲ့ကစားနိုင်မှုရတော့ကိုလည်းအခုလက်ရှိပေါ့နော်ပြင်ဆင်ဆောင်ရွက်နေတာဖြစ်တဲ့အတွက်တို့တကယ်လို့ကွင်းထဲမှာတကယ်ကစားမယ်ဆိုရင်တော့အကောင်းဆုံးဖြစ်လာမှာပါတဲ့ကျေရှေဖိလစ်ပင်စင်ကာပူစင်ကာပူတို့でインドネシアその3つにやっぱり勝利してやっぱり次のセミファイナル เนาะဒါတော့သူအရင်တော့ကတော့နှစ်သိအုပ်စုနှစ်စုတည်းနဲ့တွားတာပေါ့နော်အခုကအုပ်စုသုံးစုဖြစ်သွားတဲ့အတွက်ဘယ်လိုပဲဖြစ်ဖြစ်ပါတဲ့ဟိုတပွဲချင်းစီကိုပဲအာယုံဆိုင်ပြီးတော့တပွဲချင်းစီကိုအနိုင်ရအောင်ကစားပြီးတော့မှအဲ့မှာတစင်စီကဟိုဆီမီဖိုင်နယ်ပေါ့ဆီမီဖိုင်နယ်တက်မယ်ဆီမီဖိုင်နယ်နဲ့ဖိုင်နယ်တက်နိုင်တဲ့အထိကိုတပွဲချင်းစီအာယုံဆိုင်ပြီးကစားသွားဖို့ပဲစီစဉ်ဆောင်ရွက်ထားပါတယ်တဲ့結果やっぱりファイナルに行けるように、えー、しっかりとやっていきたいと思います。 ဟိုဒါကြောင့်မို့လို့ပေါ့နော်အခုအတင်းကိုလည်းဟိုသူကစားသမားတွေအပြောင်းလဲလို့ဆိုတာဒါနောက်ဆုံးဟိုဟာဖိုင်နဲ့ရွေးထားတဲ့ကစားသမားစီးရင်ဖြစ်ပါတယ်တဲ့ဆိုတော့ဒီလူစင်းရင်နဲ့ပဲသူအခုပြိုင်ပွဲဝင်ရောက်ရှင်မှန်မှန်ဖြစ်ပြီးတော့ဟိုအုပ်စုအုပ်စုကနေပြီးတော့စီးရင်ဖိုင်နဲ့စီးရင်ဖိုင်နဲ့ဖိုင်နဲ့တက်ဖို့အထီကိုတော့အထူးကြိုးစားပြင်ဆင်ဆောင်ရွက်ထားပါတယ်တဲ့まあ本当チームとしてまとまらないとあの勝つことっていうかね っぱり勝利はできないっていうのはそういう日本に行ってဟိုပါတော့နော်အခုဂျပန်ခရီးဟိုလေ့ကျင့်အစီအစဉ်သွားတဲ့အခါမှာတဲ့ဟိုအသင်းကတစုတစည်းတဲ့နဲ့တသင်းနဲ့ဖြစ်အောင်ဖြစ်ပြီးတော့အလုံးအကျိုးမတက်နဲ့ဟိုစိတ်ဓာတ်အပြည့်နဲ့ကစားမရမယ်ဆိုတော့သင်ခန်းစာကိုတော့ကောင်းကောင်းရခဲ့ပါတယ်တဲ့အဲ့ဒါတော့အသင်းအတွက်အမျက်ဖြစ်ပါအကျိုးအမျက်ဖြစ်ပါတယ်တဲ့そこにやっぱり持っていかないとねあのステップアップはできないと思うんで ပဆုံးသမီးမျိုးအပရှိခဲ့မယ်တဲ့အဲဒီဟိုပါပေါ့နော်သူကိုပထမဆုံးကျွန်တော်တို့ AFF ပွဲအင်ဒိုနီးရှားမှာခိုင်းအောင်တည်ရကစားနိုင်တယ်ပြီးလို့ရှိရင် AFC ပွဲမှာကိုယ့်ရဲ့ကိုတည်ရကစားခဲ့တယ်ပြီးလို့ရှိရင်ဂျပန်နဲ့ပွဲမှာဟိုနောက်ဆုံးမိနစ်ကျမှကျွန်တော်တို့ပယ်နယ်တီပေးရတယ်ပေါ့နော်ဆိုတော့ဒီ၃ပွဲကစားလာတယ်ပေါ့နော်တဲ့အချိန်မှာတဲ့ဒီ၃ပွဲကိုကြောက်ကဲကလေးတွေကစိတ်ဓာတ်အပြည့်နဲ့သူတို့နိုင်ငံရှုံးမပေးဘဲနဲ့ကစားခဲ့တာဖြစ်တဲ့အတွက်ဒီဟာတွေကိုသူတို့သင်ခန်းစာယူပြီးတော့ ဒီလိုမျိုးစိတ်တက်အပြည့်နဲ့တို့ကစားရင်အခုလာမဲ့စီးကိန်းမှာလည်းဒီစိတ်တက်နဲ့သွားမယ်ဆိုလို့ရှိရင်တော့ဟိုအုပ်စုအုပ်စုကနေပဲစီမီဖိုင်နယ်စီမီဖိုင်နယ်နဲ့ဖိုင်နယ်ဒီသွားနိုင်လို့မလို့သူယုံကြည်ပါတယ်တဲ့ဒီအတွက်ဒီပွဲတွေကကစားသမားတွေအတွက်ကောအသင်းအတွက်ကောအကျိုးများအများကြီးရှိပါတယ်တဲ့အဲ့ဒီနေမှာတစင်နောက်ပါဖြစ်လာလဲဆိုတော့မြန်မာဘောလုံးလောကကကတိတဲ့ပို့ပြီးနောက်တစင်တက်နိုင်ဖို့ရအတွက်ပို့ပေါ့နော်တိတဲ့ပို့ပြီးတော့ကောင်းတဲ့ဘက်ကိုတက်သွားနိုင်တဲ့ဘက်ကိုလည်းမြင်ပါတယ်တဲ့ဟုတ်ပါ 我々の今の課題というかそこをやっぱ勝たないと強くなれないんじゃないかな。ポエレをもないねとかな。だけど19年退いてポエをもないなဖြစ်တဲ့အတွက်ဒီဟာကိုသင်ခန်းစာယူပြီးတော့မှဒီတဲ့ဟိုဟာဖြစ်တဲ့ပွဲတွေမှာနိုင်အောင်ကစားမယ်ဆိုတော့စိတ်ဓာတ်မျိုးဟိုအခုတည်းကပြင်ဟိုတောက်လျှောက်ပြင်ဆင်ဆောင်ရွက်လာခဲ့တာဖြစ်တဲ့အတွက်ဟိုဒီနောက်ပိုင်းပွဲတွေမှာ ပေါ့နော်အဲ့လိုတရေကြတာတို့ဘာလို့ဟို တကယ်အသိဉာဏ်ကြီးတွေဟိုဟိုအရှင်းဆုံးပြောရင်ခံကနိုင်တယ်ပြနိုင်တယ်လို့ဖြစ်လာတယ်ပေါ့နော်ဒီအတွက်ကိုလည်းဟိုအမြဲတမ်းတို့ပြင်ဆင်ဆောင်ရွက်နေပါတယ်တဲ့ဘာဖြစ်လို့ဆိုတော့သူလက်ထက်မှာတော့မနိုင်သေးဘူးဒါဘုံလုံးလုံးပြောတာတရေနဲ့အရှုံးမရှိသေးတဲ့ဟာဖြစ်တဲ့အတွက်ဒါတော့ကျွန်တော်ပြောတဲ့စကားပါနော်ဒါသူ့ဟိုဟာကိုပြောပြတာဆိုတော့ဒီအရင်နဲ့ပတ်သက်ပြီးသင်္ကန်းသာယူပြီးသူဘလို့အကောင်းဆုံးလုပ်မလဲအသိဉာဏ်ပြင်ဆင်ဆောင်ရွက်ထားဆိုဒီတစ်ခေါက်ကတော့ဒီစီးကိန်းမှာတော့တော်တော်လေးပြင်ဆင်ဆောင်ရွက်ထားတာတွေ့ရပါတယ် っていうのが、まあ、このこのまあ問題があると思うので、やっぱそこをしっかりと今、修正して、あのー、C ゲームにしっかりと勝利できるように。အမလို့ဘောနော်ဒီကိုးပွဲမှာတချို့ပွဲတွေကနိုင်တဲ့နိုင်ထိုက်တယ်ပေါ့နော်နိုင်တဲ့နိုင်ထိုက်တယ်မနိုင်တဲ့ဟာတွေကိုပြန်ပြီးတော့လေဟိုလေလာဆန်းစစ်ထားတာတွေရှိပါတယ်ပေါ့နော်ဒါမှမဟုတ်အဲ့ဒါတွေအကုန်လုံးပြန်ပြီးတော့လေလာဆန်းစစ်ပြီးတော့အသင်းကိုပြန်လေတိဆောက်ထားပြီးတော့အခုလာမဲ့စီဂိမ်းမှာ ဲ့လိုမျိုးမဖြစ်အောင်လို့အတွက်ကိုပြင်ဆင်ဆောင်ရထားပါတယ်ခတ်စကတော့みんなにあの喜んでもらえると思うんでまあそこを第一に考えて、えー、やっていきたいと思います。ဘာလို့ဒီမြန်မာပရိသတ်တွေဟောမြန်မာတနိုင်ငံလုံးအတွက်ကိုပေါ့နော်ဒီဘလုံးဒီ20နှစ်အင်းရဒီစီဂိမ်းမှာနိုင်ရအောင်ကစားနိုင်ပြီးတော့ပရိသတ်တွေကိုပျော်ရွှင်စေအောင် ဝမ်းသာစေအောင်တို့အတွက်ကိုတဲ့သူတို့စဉ်းစားဆောင်ရွက်နေပါတယ်တဲ့ဒီအတွက်ကိုအားလုံးကိုလည်းဟိုဟာဖြစ်စေဖို့အတွက်ကိုစူးစမ်းပြီးဆောင်ရွက်တော့မှာဖြစ်ပါတယ်တဲ့